ိတ်ပံကားတွေတဲ့လို့မိုးအောင်မှပြန်နေတဲ့ကားတွေတစီတွေကိုကျွန်တော်တို့2026မှာမြင်တွေ့ရပါတော့အားလုံးပဲမြင်လာပါကျွန်တော်ကတော့လင်းထက်ပါဒီနေ့မှာတော့အားလုံးစိတ်ဝင်စားမယ့်အကြောင်းအရာလေးတစ်ခုကိုပြောပြပေးခြင်းပါတယ် ဒါကတော့2026မှာဒူဘိုင်းမြို့ရဲ့ကောင်းကင်ရံတစ်ခုလုံးကိုပြောင်းလဲသွားစေမယ့်မိုးပြန်ကားစီမံကိန်းအကြောင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့ငငယ်တည်းကသိပ်ပံကားတွေသိပ်ပံရုပ်ရှင်တွေပြီးတော့ Harry Potter အဲရုပ်ရှင်ကားတွေထဲမှာပဲမြင်နေရတယ်မိုးပေါ်မှာပြန်နေတဲ့ကားတွေကို ဒီလက်တွေ့ဘဝမှာ မြင်တွေ့ရမှာဖြစ်ပါရဲ့ကဒူဘိုင်းလိုမျိုးတိုးတက်မှုတွေမှာအများအန်ဥဆောင်နေတဲ့မြို့ကြီးတစ်မြို့အနေနဲ့ကျွန်တော်2026မှာဘိုးပြင်းတက်စီစီမံကိန်းနဲ့သွားရေးလည်ရေးကိုပုံမှန်အစဉ်ပြေချုံးမွေအောင်တိဆောက်ဖို့သူတို့ရှိနေပါဒီစီမံကိန်းကြီးကဘလောက်ထိစိတ်ဝင်စားဖို့ကောင်းလဲအရင်ကနိုင်ရင်နဲ့ခြီးပြီးသွားရလာရတဲ့ခီးတွေကိုအခုမိနစ်ပိုင်းအတွင်းနဲ့ရောက်နိုင်မယ်ဒါအချိန်ကိုတန်မိုးထားတဲ့ကျွန်တော်တို့လိုလူသားတွေအတွက်တော့အိမ်မက်ထင်ရအိမ်မက်တစ်ခုပါ င်မီနီးပညာရဲ့အသုံးပြုထားတဲ့ဒီမိုးပြန်ကားတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့သွားရေးလာရေးအတွက်ဘလောက်ထိဆေးဖြစ်မလဲပြီးတော့လျှက်စစ်ဆိုင်ရင်သုံးပြီးတော့ဇေတုမြင့်ညာမှုကိုဘလောက်ထိကာကွယ်ထားနိုင်ရဲ့ GPS system တွေ sensor system တွေနဲ့အသုံးပြုစီတွေကိုလွယ်ကူအောင်လို့ safe ဖြစ်အောင်လို့လုပ်ထားကြပါတယ်နော်ဘေကင်းလုံခြုံမှုအတွက်စီမံဆောင်ရွက်ထားကြပါတယ် ဒီစီမံကိန်းကြီးဟာဒူဘိုင်းမြို့ရဲ့ဂုံတိတ်ခါအတွက်လည်းရန်ကြီးမားတဲ့စီမံကိန်းကြီးတစ်ခုပါဒါပေမဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေထည့်သွင်းစဉ်းစားရမယ့်အချက်တွေကလည်းရှိနေပါသေးတယ်။ယူအများကြီးကောင်းငွေရမှာပြန်တန်းတဲ့အခါပေကင်းလုံုံကြီးကိုဘလို့အမှခံမလဲ။လေရင်ထိမ့်သိမ်းရေးစနစ်လမ်းကြောင်းတွေစီမံခန့်ခွဲမှုတွေရောဘလို့မျိုးဖြစ်လာမလဲ။နောက်ပြီးတော့ကုန်ကျစရိတ်အနေနဲ့မိုးပြန်ကားတဲ့စီးကိုဘလောက်ကုန်ကျမလဲ။ ကာမန်လူတွေအတွက်ကရောလက်လန်းမိနိုင်ပါလားငိုးပြန်ကားတွေဆင်းသက်မဲ့နေရာတွေအသွင်းမဲ့နေရာတွေအတွက်ပြုလုပ်ရမယ့်လှုပ်ဆောင်ချက်တွေကရောမြို့ရဲ့အခြေခံအဆောက်အုံတွေကိုအပြောင်းအလဲဖြစ်သွားစေမှာလားအော်မိတ်ဆွေတို့ရောဒီငိုးပြန်ကားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ယူဆချက်လေးရှိလဲဆိုတော့အောက်က comment box မှာပြန်ရောက်ဆွေးနွေးသွားခဲ့ပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်